အားလုံးပါမင်္ဂလာပါကျွန်တော်ပိတ်ပါဒီနေ့ဗီဒီယိုမှာတော့ဈေးပေါ်ခဲ့တဲ့ကောင်ကလူတွေကြံပိုးထားခြင်းမခံရဘဲနဲ့အခုလိုလူတွေကလိုချင်တဲ့အချိန်ကျမှဈေးကြီးသွားတဲ့ skin တွေအကြောင်းကိုကျွန်တော်ကပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ brother အနေနဲ့စိတ်ဝင်စားရဲဆိုရင် like လေးပေး subscribe နှိပ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုစားလိုက်ကြရအောင်ပထမဆုံးတစ်ခုကတော့ stand skin တွေပဲဖြစ်ပါတယ် stand skin တွေထဲမှာမှာချောင်းရဲ့ stand skin ကတော့တော်တော်လေးကိုမှလူကြိုက်များပြီးအခုချိန်မှာလည်းတော်တော်လေးကိုမှလိုချင်တဲ့လူတွေများနေတဲ့ skin တစ်ခုပဲဖြစ်ပါတယ် ဒီစကနေဆက်ဆက်ထွက်လာတော့ကတော့ promo diamond event နဲ့အကျတူရောက်ရှိလာဖြစ်ပြီးကျွန်တော်အနေနဲ့ promo diamond နဲ့ဝယ်လို့ရမှာပဲဖြစ်ပါရတယ်။အဲ့အချိန်တုန်းကတော့လူတွေကလုံးဒီဘက်ကဒီစကနေကိုပုံမှန်စကင်လို့ပဲထင်ပြီးတော့မဝယ်ရကြဘူးပေါ့နော်။ဒါပေမဲ့အဲ့အချိန်မှာမဝယ်မိကြတဲ့လူတွေကလည်းအခုချိန်မှာတော့ပဲ promo diamond event မှာမြန် stand စကင်တွေကပြန်ပါလာမလဲဆိုပြီးတော့စောင့်မျှော်နေရတာပဲဖြစ်ပါရတယ်။ဒါပေမဲ့ Horika stand စကင်တွေကတော့ပဲ promo diamond event မှာမှပြန်ပါမလာတော့ပဲနဲ့သူမလိုပဲဘယ်တော့မှပြန်မလာတော့မဲ့စကင်တွေထဲမှာအပါဝင်ဖြစ်ပါရတယ်။ နောက်တစ်ခုကတော့ဟော်ဒီကဝဝံရဲ့ကော်လာဒါစကင်ပဲဖြစ်ပါတယ်တချို့ဂိမ်းဝင်တာဝမ်မဆောရဲ့လူတွေကတရလီယာကော်လာဒါကိုပဲမိုနိုကအရင်ဆုံးပေးရလို့ပဲထင်ကြတာပါတကယ်တော့မဟုတ်ပါဘူးဒီကဝမ်မစကင်ကိုမိုနိုကကျွန်တော်ဂိမ်းဆဆောရဲ့ကပေးခဲ့တာပါအမေအချင်းကကျွန်တော်တို့လည်းဆော့ရဲဆိုမှဘလူးလောက်ကမှမသိလို့ဒီစကင်ကိုတော့မရခဲ့ပါဘူး။ဒီကဝမ်ဝဲကော်လာဒါစကင်ကိုဖရီးရဖို့ဆိုရင်တော့ကျွန်တော်တို့အနေနဲ့အခုပြထားတဲ့ဂိမ်းကိုမိုဘိုင်းလေးကျထဲမှာဆော့ရမှာပဲဖြစ်ပါရခင်ဗျ။နောက်ထပ်စကင်တစ်ခုကတော့ဒီကလိုရာတဲ့ Transformer စကင်ပဲဖြစ်ပါရခင်ဗျ။ မမရဲကဒီက transformer event ကပုံမှန် event တွေလိုမျိုး phase 1နဲ့ phase 2လာတာမဟုတ်ဘဲနဲ့ phase 3ကိုလာတယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံ diamond ဈေးကပတ်စံ300ကို diamond 17လုံးရတဲ့ခေတ်ဆိုတော့ phase 1 phase 2 phase 3မှာဒီ diamond ထည့်ရုံနဲ့ကျွန်တော်ကဒီ skin ကိုရနိုင်ရပဲဖြစ်ပါတယ်အဲ့အချိန်ကကျွန်တော်ကိုယ်တိုင်လည်းမရခဲ့ပါဘူးကွနော်အဲ့အချိန်ကကျွန်တော် gain ဆော့ချင်းဆိုတော့ diamond တွေပါလည်းမထည့်တတ်ပါဘူးဒါဆိုကျွန်တော်တို့နောက်တဲ့တစ်ကောင်ထပ်သွားလိုက်ကြရအောင်ပါနောက်တဲ့ skin တစ်ခုကဒီက kung fu panda ရဲ့တန်းတော်မှာပေးရမမရဲ့နွားလေးကရဲ့ skin ဖြစ်ပါတယ် ီကကိုင်ယန်စကင်ကလည်းဂူနာက chance ပေါ်မှာ event လိုမျိုးပဲကျွန်တော်တို့အနေနဲ့ကျန်တဲ့ဘက်မှာရခဲ့ရပဲဖြစ်ပြီးတော့အဲ့အချိန်ကတော့ကျွန်တော်တို့ diamond စေးကတထောင်ဝဆယ်စလုံးဖြစ်နေပါပြီဆိုတော့ထုံးစံတိုင်းအဲ့အချိန်ကကျွန်တော်တို့ diamond မထည့်နိုင်ပါဘူးနောက်တဲ့စကင်တွေကတော့အရန်လူကြိုက်များတဲ့ unwatch skin တွေပဲဖြစ်ပါတယ်ဒီက unwatch skin တွေကလည်းအစောက stand skin တွေလိုပဲလူငွေ diamond event မှာကျွန်တော်တို့ကိုရရှိပေးခဲ့ရပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့ဒီကောင်တွေက less chance လိုမျိုးပဲ diamond ကြီးရဲ့ skin ရဲ့လက်ထဲကိုပေါင်ဝင်တော့ခဲ့ရပဲဖြစ်ပါတယ် ဒီတော့မြများကလည်း scan screen တွေဖြစ်ပြီးရတော့မှအမှန်မရှိအဲ့ချိန်တုန်းကလည်းဘူးမှမဝယ်ခဲ့ကြပါဘူးအခုချိန်မှာတော့လိုချင်တာမှပြန်မရနိုင်တဲ့ skin မျိုးစားတွေကိုပါသွားပြီးဖြစ်ပြီးတော့လူကြိုက်တဲ့တော်တော်လေးများ skin ဖြစ်ပါရတယ်အဝတီလည်းပါမလားပါမလားဆိုပြီးတော့လဲရှင်အောင်စောင့်နေတဲ့လူတွေလည်းရှိပါသေးတယ် ဒါပေမဲ့စတန်စကင်တွေကတော့ brother ရဲ့ဒီမလူပဲဘယ်တော့မှပြန်မလာတော့ပါဘူးအဲ့တော့ပါမလားဆိုတော့မျောလင်းချက်တွေနဲ့စောင့်နေတဲ့ brother ကလည်းတချူတော့လေးကိုကင်ပြီးတော့ကိုစီငိုလို့ရပါပြီနောက်ထပ်ပြန်မရနိုင်တဲ့စကင်တစ်ခုကတော့မကြသေးရမှာပေးဟာ convenant လို့ခေါ်တဲ့ဘာမျိုးစားမှမသိရဲ့ဘဏ္ဍာရဲ့စကင်ပဲဖြစ်ပါတယ်ဒီစကင်ကတော့ကျွန်တော်အနေနဲ့ diamond တရားကိုထပ်လိုက်ရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ပေးရတဲ့စင်နဲ့တော်တော်လေးကိုမှ tennis skill ဖောက်ကိုရရှိမှာဖြစ်ပြီးတော့တော်တော်လေးလည်း mighty skin မျိုးစားမှပါဝင်တာပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်း view လိုက်မိရဲ့စကင်ပဲဖြစ်ပါတယ်အဲတော့က ep ဘကောဖောက်လိုက်တာဖြစ်ပြီးတော့အများကြီးပဲရသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့နောက်လာတွေပါ နောက်တစ်စကင်တစ်ခုကတော့ဒီကကလာမာလေး Smaradise စကင်ပဲဖြစ်ပါတယ်။ဒီစကင်ပေးတော့ကကျွန်တော်က gain ရတဲ့အချိန်ပဲဖြစ်လို့ကျွန်တော်ကိုယ်တိုင်လည်းမရလိုက်ပါဘူး။တေချာတစ်ခုကဒီစကင်ကလည်း fee စကင်ခုပဲဖြစ်ပါတယ်။အခုချိန်မှာဆိုတော့ပြန်လို့ကျွန်တော်မရတဲ့စကင်မျိုးစားပဲဖြစ်ပါတယ်။ဒါကတော့ဟိုနေ့ကပေါက်သွားတဲ့ brother နှစ်ယောက်တည်းကတယောက်က giveaway လောက်ထုတ်ရပဲဖြစ်ပါတယ်။အခုဒီမှာလာမထုတ်တဲ့တယောက်ကိုကျွန်တော်ချက်ပြီးတော့ဖောက်ပေးပါမယ်။ ပေါက်သွားတာကတော့ဒီက Starlight ရရချင်ပါတယ်ဆိုတော့ဘာသာပဲဖြစ်ပါတယ်ပေါက်သွားတာကဒီ Starlight တော့မဟုတ်ဘူးပေါ့နော် Weekly ပဲပေါက်သွားတာပဲဖြစ်ပါတယ်ဒီကဘေးနားမှာပြထားတဲ့ Telegram Channel ကိုလာပြီးတော့ giveaway လာထုတ်လို့ရမယ်ပေါ့ Second Shot လေးရောယူလာခဲ့ပါခင်ဗျာကျွန်တော်ပြိပါနောက်ပြီးမှပြန်လေးကြပါမယ်ပတ်ပြန်ပါခင်ဗျာ